မင်္ဂလာပါရှင်။နိုဝင်ဘာလ23ရက်တရင်းကလေးနေ့ရေးတိမခွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့ငင်းချိုင်းအစုပ်ပြုချက်ညှင်းဆန်မှာကတိုက်ခိုက်မှုအရှိန်မြင့်မယ်လို့ပူတင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ငင်းချိုင်းအတွက်အမေရိကန်ရဲ့အစုပ်ပြုချက်တွေဟာပဋိပက္ခဖြေရှင်းရေးအခြေခံဖြစ်နိုင်ပြီးမြေယူကရိန်းကဒီအစီအစဉ်ကိုညှင်းပယ်ရင်ရုရှားတပ်ဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေအရှိန်မြင့်လာမယ်လို့ရုရှားသမ္မတပူတင်ကသတိပေးလိုက်ကြောင်းလိုက်တာသတင်းမှာဖော်ပြထားပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားထိန်းချုပ်ထားတဲ့ဒေသတွေကိုအတိမတ်ပြုခြင်းဆိုင်ရာရုရှားရဲ့အထူးကတောင်းဆိုချက်တွေကိုထောက်ခံတဲ့အမေရိကန်ငြိမ်းချမ်းရေးအစီအစဉ်ကိုလက်ခံမှုယူကရိန်းကိုလာမယ့်ဇန်နဝါရီလထိအချိန်ပေးမယ်လို့ဆိုပါတယ်။အချက်28ချက်ပါအစီအစဉ်ကိုအမေရိကန်နဲ့အသေးစိတ်ဆွေးနွေးရခြင်းမရှိသေးပေမယ့်ငြိမ်းချမ်းရေးအစီအစဉ်အတွက်မိထုတစားကိုလက်ခံရရှိထားတယ်လို့ရုရှားသမ္မတကထပ်လောင်းပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ဂျပန်ကိုသွားမဲ့လေရင်ခရီးစဉ်တွေရှော့ချမယ်လို့တရုတ်နိုင်ငံပိုင်း Air China ကြေညာတဲ့သတင်းဖြစ်ပါတယ်။ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားကြောင့်ဂျပန်နဲ့တရုတ်တို့ကြားတင်းမာမှုတွေမြင့်တက်နေချိန်တွင်ရုရှားနိုင်ငံပိုင်အထူးကလေးကြောင်းလိုင်းဟာဂျပန်ကိုပြေးဆွဲပြန်တတ်မဲ့ခရီးစဉ်တွေကိုအခုလကုန်မှစပြီးရှော့ချသွားမယ်လို့ပြောပါရယ်။ နိုဝင်ဘာလ30ရက်မှလာမယ့်နှစ်မတ်လကုန်အထိအိုဆာကာနဲ့ရှန်ဟိုင်းကြားပြန်တမ်းမှုတွေကိုလက်ရှိ21ကြိမ်မှ16ကြိမ်အထိခရီးစဉ်လျှော့ချမယ်လို့အစိုးရပိုင်းတရုတ်လီကျောင်းလိုင်း Air China ကကြေညာထားပါတယ်။တူချုံနဲ့ခြုံချင်းကြားပြန်တမ်းမှုတွေကိုလည်းဒီဇင်ဘာတရက်မှလာမယ့်နှစ်မတ်လကုန်အထိလက်ရှိ9ကြိမ်ရှိနေရမှ4ကြိမ်အထိလျှော့ချမယ်လို့တရုတ်လီကျောင်းလိုင်းကဆိုပါတယ်။တရုတ်လေကြောင်းလိုင်းတွေဟာဂျပန်ကိုသွားရောက်ဖို့ကြိုတင်မှာယူမှုနဲ့ဖြတ်သိမ်းမှုတွေကိုအခမဲ့ပြောင်းလဲပေးနေပါတယ်။ နိုဝင်ဘာ15ရက်မှစပြီးဖြတ်သိမ်းမှု9သိန်း4000ကျော်ရှိခဲ့တယ်လို့အစိုးရပိုင်း CCTV သတင်းဌာနကဆိုထားကြောင်းလည်းသိရပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့နိုင်ဂျီးရီးယားမှာကျောင်းသား200ကျော်ကိုလက်နက်ကင်အဖွဲ့ပြန်ပြီးဆွဲတဲ့သတင်းဖြစ်ပါတယ်။နိုင်ဂျီးရီးယားအလယ်ပိုင်းရှိကက်သလစ်ကျောင်းတစ်ကျောင်းမှကျောင်းသား200ကျော်ကိုတပ်နက်သမားများကပြန်ပြီးဆွဲခဲ့ပြီးအခုပတ်တွင်ဒုတိယအကြိမ်မြောက်အစုလိုက်ပြုံလိုက်ကျောင်းပြန်ပြီးဆွဲမှုဖြစ်ကြောင်းသိရပါတယ်။ နက်စောပိုင်းစီးနှီးမှုတွင်ကျောင်းသား215ယောက်နှင့်ဝန်ထမ်း12ယောက်ကိုလက်နက်ကင်တွေကဖမ်းဆီးသွားခဲ့တယ်လို့နိုင်ဂျီးရီးယားခရစ်ယာန်အသင်းကပြောပါရယ်။နိုင်ဂျာပြည်နယ်ရှိအာနာပိုင်တွေကတော့လက်နက်ကင်ဖွဲ့တွေရဲ့တိုက်ခိုက်မှုအန္တရာယ်မြင့်မားလာကြောင်းထောက်လန်းရေးသတိပေးချက်တွေထပ်ပေါ်လာပြီးနောက်ဘော်ဒါဆောင်အားလုံးကိုပိတ်ဖို့အမိန်ကိုကျောင်းအာနာပိုင်တွေကလှစ်လူရှုခဲ့တယ်လို့ပြောကြားခဲ့တယ်လို့သိရပါရယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ COP 30ညီလာခံကျင်းပစဉ်ညီလာခံခမ်းမဆောင်မီလောင်ကျွမ်းမှုဖြစ်ပွားတဲ့တွင်ဖြစ်ပါရယ်။ဘရာဇီးနိုင်ငံ အမေဆုံမိုးတည်တော်ဒေတာပီလန်းမျိုးမှာနွေမ20ရက်က COP 30ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုထိပ်သီးညီလာခံဆွေးနွေးပွဲများကျင်းပနေစဉ်ဆွေးနွေးပွဲခန်းမဆောင်မှာမိလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ပီလန်းမျိုးမှာကျင်းပနေတဲ့ COP 30ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာထိပ်သီးညီလာခံတွင်ကမ္ဘာနိုင်ငံပေါင်း200ခန်းမှကုသလင်များတက်ရောက်လျက်ရှိပါတယ်။ မီးလောင်ကျန်းမှုဖြစ်ပွားနေချိန်တွင်ဘရာဇီးမိသက်တပ်ဖွဲ့ဝင်များနှင့်ရှာဖွေခဲ့စေသမားများကညီလာခံတွင်ပါဝင်ဆွေးနွေးနေသောနိုင်ငံတကာကိုယ်စားလှယ်များအားဘေးလွတ်ရာသို့အရေးတကြီးခေါ်ထုတ်ပေးခဲ့ကြောင်းသတင်းများကဖော်ပြလာပါသည်မီလာမှုဖြစ်ပွားနေစဉ်မိဂိုများရှူဆိုင်မိခဲ့တဲ့နိုင်ငံတကာကုသလေ73ကိုစေဝါကုသမှုများပြုလုပ်ပေးထားရကြောင်းလဲဘရာဇီးတာဝန်ရှိသူများကထုတ်ပေါ်ပြောကြားထားပါတယ်။အဆိုပါနိုင်ငံတကာကုသလေများဟာရာသီဥတုပြောင်းလဲမှုပြဿနာအတွက် ဗန္ဓာယီသုံးဆွမှုမြင့်တင်ရေးအပါအဝင်လုပ်ငန်းစဉ်များအတွက်ကမ္ဘာနိုင်ငံများကြားသဘောတူညီချက်တရရယူနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်းလည်းသိရပါရဲ့ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ VNN နိုင်ငံတွင်ရေလွှမ်းမှုမှုကြောင့်တပတ်အတွင်းသေဆုံးမှုအနည်းဆုံး55ဦးထိရှိပြီး73ဦးပျောက်ဆုံးနေဆဲဖြစ်တဲ့သတင်းဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာနိုဝင်ဘာလအတွင်းရေကြီးအရှမ်းမှုတွေဖြစ်ပွားပြီးနောက်နိုဝင်ဘာလ16ရက်မှာနိုဝင်ဘာ22ရက်ထိကာလအတွင်းအနေဆုံးလူ55ဦးသေဆုံးခဲ့ပြီးကယ်ဆယ်ရေးသမားတွေကပျောက်ဆုံးနေသေးတဲ့လူထထာစင်ကြောကိုရှာဖွေဖို့အလေအမြန်လှုပ်ဆောင်နေကြရစေဖြစ်တယ်လို့ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနကနိုဝင်ဘာ22ရက်မှာကြေညာခဲ့ပါတယ်အော်တိုဝါလာကုံမဆာလို့ဗီယက်နမ်တောင်ပိုင်းအလေးဘက်ဒေသမှာမိုးသည်ထန်စွာရသွန်းခဲ့ပြီးလူကြိုက်များတဲ့အားလျက်ပန်းဖြေနေရာတွေဟာရေလွှမ်းမှုမှုအကျိန်းများစွာကြုံတွေ့ခဲ့ရပါတယ်။ နိုဝင်ဘာ16ရက်မှစလို့ပြည်내6ခုမှာအနည်းဆုံးလူ55ဦးသေဆုံးခဲ့ပြီးအခြား73ခုရှာဝေနေဆိုင်ဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာ22ရက်အထိအဝေးပြေးလမ်းမကြီးတော်များများဟာဖြတ်တန်းသွားလာလို့မရဘဲရှိနေသေးပြီးလူသန်းကျော်ကနဦးမှာလျှက်စစ်မီပြတ်တောက်ခဲ့ရာကလူပေါင်း3သိန်းခန့်လျှက်စစ်မီပြတ်တောက်နေစေဖြစ်တယ်လို့ပဝင်းချင်းရေယာဝန်ကြီးဌာနကထပ်လောင်းပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အိန္ဒိယတိုက်လေရင်တစင်းပြတ်ကြလို့လေရင်မှုတည်ဆုံတဲ့တဲ့တင်ဖြစ်ပါတယ်။ အားရဆဘာများပြည်တော်စု UAE နိုင်ငံဒူဘိုလီကျောင်းပြပွဲတွင်အိန္ဒိယလှုပ်တိုက်လေရင်တစီမီလောင်ပြစားခဲ့ပြီးလေယာဉ်မှုတည်ဆုံခဲ့တယ်လို့သိရပါဗျ။ဒူဘိုင်းဝေါ်စင်ထရယ်တွင် ပြုလုပ်ခဲ့တဲ့လေကျောင်းပြပွဲရဲ့နောက်ဆုံးနေ့တွင်ပြပွဲလာရောက်သူများကိုတရုတ်ပြပြန်တန်းနေခဲ့တဲ့တိုက်ခိုက်ရေးလေယာဉ် HAL တီချာဟာတောက်ကြာနေဒေသစံတော်ချိန်နေ့လယ်၂နာရီထိုးပြီးကစားကန်တွင်ပြစားခဲ့ခြင်းဖြစ်ပါဗျ။ လေယာဉ်မှုဟာအသက်ဆုံးရှုံးနိုင်လောက်တဲ့တရားရရှိခဲ့တယ်လို့အိန္ဒိယလီတက်ကအတည်ပြုခဲ့ပြီးလေယာဉ်ပြတ်ကျရတဲ့အကြောင်းရင်းကိုစတင်စုံစမ်းစစ်ဆေးနေစေဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းသိရပါဗျ။အရေးပေါ်ဝန်ထမ်းများကလည်းအခင်းဖြစ်ပွားရာနေရာကိုရှင်းလင်းပြီးနောက်နှစ်နာရီအတွင်းလေကြောင်းတူပြမှုများကိုပြန်လည်စတင်ခဲ့တယ်လို့သိရပါဗျ။